ကဲအရှုပ်ကြီးတူကန်တွေကိုဘမဝယ်ရမလဲဆိုတာမသိရတဲ့သူတွေအတွက်ဈေးတန်ပြီးတော့ဝယ်ရလွယ်တဲ့ website တစ်ခုညွှန်ပေးမယ်။အဲ့ဒါကတော့ Coin Shop ပါ။ browser မှာကျွန်တော်အခုပြထားတဲ့မျိုးလေးရိုက်ရှာလိုက်ပါ။အဲ့ဒါဆိုရင်တော့ website ရဲ့တိုက်ရိုက်ရောက်သွားဖြစ်ပါတယ်။ website တွေရောက်ချင်မှာပဲကျွန်တော်တို့ဒီလိုပုံစံမျိုးတွေတွေ့ရပါလိမ့်မယ်။တကယ်လို့အောက်ဖွင့်မိသားဆိုရင်တော့ဒီမှာတစ်ခါရဲတန်းဝင်လို့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကအခုမှစသုံးမှာဆိုတော့ အကောက်ဖွင့်ဖို့အတွက်အောင်နာက create account ဆိုတာလေးကိုနှိပ်ပေးရပါမယ်။ဒီမှာဆိုရင်တော့ကိုယ့်ရဲ့ username email နဲ့ password ကိုထည့်ပေးရဖြစ်ပါတယ်။ကျွန်တော်ကတော့ username ကိုအမှန်အတိုင်းပဲအချောလေးလိုပေးလိုက်ပါမယ်။ပြီးရင်တော့အောက်က email နဲ့ password မှာကိုယ်သုံးကျင်တဲ့ email ရဲ့ပြီးတော့ကိုယ်ထည့်ကျင်တဲ့ password ရဲ့ကိုဖြည့်ပေးရပါမယ်။ email နဲ့ password ကိုတော့တရားလေးမှတ်ထားပေးပါ။အကောက်ပြန်ဝင်တဲ့အခါမှာအဲ့နှစ်ခုနဲ့ပဲပြန်ဝင်ရမှာလို့ပါ။အလုံးပြီးသွားပြီဆိုရင်တော့ sign up ကိုနှိပ်ပြလိုက်ပါ။ဒါဆိုရင်တော့ကျွန်တော်တို့အကောက်ဖွင့်တဲ့ကဏ္ဍပြီးပါပြီ ပြီးရင်တော့ token ဝယ်ဖို့အတွက်ဘယ်လိုငွေဖိရမလဲဆိုတော့ဗာတစ်ခါတည်းရှင်းပြပေးပါမယ်။ဒီမှာကျွန်တော်ငွေငွေဖိရသေးဘူးဆိုတော့0ပဲရှိပါသေးရဲ့။ငွေဖိတာမပြောခင်အခု website ထဲမှာက HOK token တွေကအရင်ကဈေးတက်ပါတယ်။ on our page တွေဆိုရင်လည်းဈေးနည်းလေးပဲရှိပါတယ်။ Okay ဒါဆိုရင်တော့ကျွန်တော်ငွေဘယ်လိုဖိရမလဲဆိုတော့ရှင်းပြပေးပါမယ်။ account တွေကိုငွေဖိဖို့အတွက်အခုပြထားတဲ့ deposit ထဲသွားမယ်။ပြီးရင်တော့ကိုထည့်ကျင်တဲ့ amount ကိုဒီနေရာမှာဖြည့်ပေးရပါမယ်။ ပြီးရင်တော့ confirm နှိပ်ပေးပါဒီနေရာမှာဆိုရင်ကျွန်တော်တို့ကကိုပေးချိန်မဲ့ပြီးမှအောင်ရွေးပေးရပါမယ်။ KP, WP, ARP တွေရောတော်တော်အဆုံးပါတယ်။ကျွန်တော်က KP နဲ့ထည့်မှာဆိုတော့ KP ကိုရွေးပြီးတော့ Connect ကိုထပ်နှိပ်ပါမယ်။ ပြီးရင်တော့ Payway app ဆိုတာလေးကိုနှိပ်ပေးပါဒီနေရာမှာတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ရဲ့ Gmail ကိုဖြည့်ပေးရပါမယ်ပြီးရင်တော့ Continue ကိုထပ်နှိပ်လိုက်တာနဲ့ KP တွေကိုတက်ရောက်သွားဖြစ်ပါတယ် KP တဲ့ရောက်ပြီးတော့ငွေလဲတာဘာညာလုပ်ပြီးတာနဲ့ဝက်ဆိုက်တွေပြောင်းဝင်ကြည့်မယ်ဆိုရင်ကိုယ့်အကောင့်တွေကိုငွေဖြည့်ထားတာကချက်ချင်းရောက်ပါတယ်တော်တော်အမြင်လာပါ အကောင့်ထဲကိုငွေရောက်ပြီဆိုရင်တော့ token ဝယ်ဖို့အတွက် in-game ထဲရ profile မှာ user ID ကို copy သွားယူပါမယ်။ကော်ပီယူပြီးသားပြီဆိုရင်တော့ token ဝယ်ဖို့အတွက် website ထဲမှာ owner token ဆိုတာကိုရွေးပေးပါပြီးရင်တော့ကိုယ်ဝယ်ခြင်းတဲ့ပမာဏနှိပ်ပါပြီးရင်တော့ခုနက copy ယူလာတဲ့ user ID ကိုထည့်ပြီးတော့ပိုင်နှောင်းကိုနှိပ်ပေးပါ ဒီလိုပေါ်လာရင်တော့အပေါ်ဆုံးက wallet payment တွေကိုရွေးပြီးတော့ဝင်လိုက်တာနဲ့ရပါပြီ token ဝယ်ထားပြီးရင်တော့ sending ဆိုတဲ့နေရာမှာကိုဝယ်ထားတဲ့ order ကိုလည်းပြထားဖြစ်ပါတယ် gain တွေကို token ရောက်သွားရတယ်ဘေးနာ complete ဆိုတဲ့နေရာမှာ token ရောက်ရှိကြောင်းပေးပို့မှာဖြစ်ပါတယ်ဆိုတော့ဘယ်တော့မြင်လဲဆိုတော့တစ်ချက်ကြည့်ရအောင် အဲဒီမှာဆိုရင်တော့ complete မှာ token ရောက်ရှိအောင်ပို့လာပါပြီတော်တော်များပါတယ်အင်ငင်းထဲမှာလည်း token ရောက်နေပါပြီဒါ့အပြင်ကိုဝယ်ထားတဲ့ order တွေကိုလည်းဒီမှာပြန်ကြည့်လို့ရပါသေးရဲ့ဆိုတော့ဒီ website ကတော့လည်းလွယ်သလို token ဖြစ်ရလဲရမ်းမြန်ပါတယ်ဒါ့အပြင်24နာရီလုံးလည်းဝယ်လို့ရပါတယ်အခု low set မှာတော့ website မှာပဲဝယ်လို့ရပါသေးရဲ့နောက်လာတယ်မှာဆိုရင်တော့ play store မှာထွက်လာတော့မှလည်းဖြစ်ပါတယ်အဲ့ကြရင်တော့ call game show လို့ရိတ်ချပြီးတော့ download လုပ်လို့ရပါတယ် တကယ်လို့ကိုတုံးရတာအဆင်မပြေတာတော့အဲအားတစ်ခုဖြစ်တာတော့ရှိရင်အခုပြထားတဲ့ Telegram အကောင့်နဲ့ Facebook Page တို့မှာသွားပြီးတော့မေးမြန်းလို့ရပါတယ်တူကန်ဝယ်တဲ့နေရာမှာကြာချိန်စောင့်ရမလို့ပဲနဲ့ဈေးတန်နေရတဲ့ရင် coin shop ကိုကျွန်တော်က recommend ပေးပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်